မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီးတော့2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့စစ်တပ်ကလုံးမဲ့တရားမဝင်ရွေးကောက်ပွဲမှာပါဝင်နေတဲ့မင်္ဂလာထုံမြို့နယ်ကကြံခံရေးရုံးကိုဖောက်ခွဲတိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ အကြံပတ်စစ်တပ်ကလုံးမဲ့တရားမဝင်ယူခောက်ပွဲအတွက်ပအဝင်လှုပ်ဆောင်နေတဲ့မင်္ဂလာတော်မြို့နယ်တွေကကြံ့ခိုင်ရေးယုံကိုဖောက်ခွေးတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီ YA အဖွဲ့ကဒီကနေ့အောက်တိုဘာလ15ရက်နေ့မှာထုတ်ပြန်လာပါတယ်။ဒီကနေ့အောက်တိုဘာလ15ရက်နေ့မနက်9:00 10မိနစ်ခန့်မှာမင်္ဂလာတော်မြို့နယ်ကြမ်းခန့်ရေးပါတီရုံးကိုတော်လှန်ရေးတပ်ဖွဲ့တွေကပြင်းအားမြင့်မိုင်းတလုံးလက်ပစ်ဗုံးနှလုံးထိုးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်ဒီတိုက်ခိုက်မှုမှာပြင်းမှတ်ကိုထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ထိခိုက်မှုအခြေအနေကိုတော့လက်တလုံးမှာအတိမပြုနိုင်သေးဘူးလို့အတိပေးထားပါရယ်မင်္ဂလာတော်မြို့နယ်ကြမ်းခန့်ရေးပါတီရုံးကိုတိုက်ခိုက်ခဲ့တဲ့တော်လှန်ရေးဘော်တွေ ထိခိုက်မှုမရှိဘူးလို့လည်းသိရပါတယ်။အကြံဘတ်စစ်တပ်သူတို့နဲ့ပတ်သက်သူတွေအပါအဝင်အကြံဘတ်စစ်တပ်ကလုံးမဲ့တရားမဝင်ရေကောက်ပွဲမှာပါဝင်ပတ်သက်နေသူတွေကိုဆက်လက်ပြီးတော့ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်လို့တော်လိုင်းအင်အားစုတွေကအသိပေးထားပါတယ်။မင်္ဂလာတော်မြို့နယ်ချန်ခိုင်ပါတီရုံးကိုရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရိုင်ပကာဖာတို့ကရဲဘော်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာခံရသူတွေအတွက်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။တရင်ချွလာပြည်နေညာကအကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာခံရသူတွေအတွက်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းလိုက်တယ်လို့အဲ့ဒီကော်မတီကထုတ်ပြန်ကြေညာလိုက်ပါတယ်။မုံရွာအမြင့်လန်းဦးဆောင်တပိတ်ကော်မတီမုံရွာလူထုတပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ Youth Resources Strike Committee ချောင်းဦးမြို့နယ်တို့ပါတဲ့အရေးပေါ်ကုညီကေဆေးလုပ်ငန်းကော်မတီကအော်တိုဘန်လ14ရက်နေ့နေ့ဆိုရင်အတီးပြီးထုတ်ပြန်ကြေညာလာတာဖြစ်ပါတယ်။အော်တိုဘန်လ6ရက်တရင်ချွတ်လာပြင်းနေညာကမုံရွာခရိုင်တဲကမုံရွာနဲ့ချောင်းဦးမြို့နယ်အဆက်တနေရာမှာအကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ကြဆုံးခဲ့ရသူတွေကို၆ဖန်ကူညီတဲ့လုပ်ငန်းတွေစနစ်တကျဆောင်ရွက်နိုင်ဖို့အရေးပေါ်ကုညီကေဆေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းလိုက်တာလို့သိရပါတယ်။ မုံရွာနဲ့ချောင်းဦးမြို့နယ်အဆက်တနီယာမှာလှုပ်တဲ့တရင်ကျွန်းလာပြေစီမီထွန်းစုတောင်းပွဲကိုအကြံဘက်စစ်တပ်ကပါရမိုတာ စက်တက်၄ထီးတွေနဲ့အရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရဲသားပြည်သူ23ဦးသေဆုံးပြီးတော့60ဦးခန့်ဒဏ်ရာရခဲ့တယ်လို့အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းကော်မတီကဆိုထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားသူတွေနဲ့ဒဏ်ရာရသူတွေအတွက်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေစနစ်တကျဆောင်ရွက်နိုင်ဖို့ဖွဲ့စည်းလိုက်တဲ့ကော်မတီမှာမုံရွာအမြင့်လန်းဦးဆောင်တပိတ်ကော်မတီ၊ချောင်းဦးမြို့နယ်လူငယ်အင်အားစုတပိတ်ကော်မတီ၊မုံရွာလူထုတပိတ်တိုက်ပွဲဦးဆောင်ကော်မတီအပါအဝင်တပ်ဆိုင်ရာမြို့နယ်တွေကတာဝန်ခံတွေဒေသခံအဖွဲ့အစည်းတွေ လည်းပါဝင်တယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့အကြံဘက်စစ်တပ်ရဲ့အာနာရှင်ဆန်ဆန်လူတက်မှုတွေနဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကို AJ ပြင်းပြင်းထန်ထန်ကပ်ကွဲတဲ့သတင်းကိုတင်ပြပေးပါမယ်။အကြံဘက်စစ်တပ်ကအာနာရှင်ဆန်ဆန်လူတက်မှုတွေနဲ့ဒီလောက်ရက်ကနေရှောင်လွှဲနိုင်ဖို့လုပ်မယ်။တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုဆီအာနာရှင်ဆန်ကျင်ရေးရန်ကုန်အင်အားစု AJAY ကပြင်းပြင်းထန်ထန်ကပ်ကွဲကြောင်းထုတ်ပြန်လာပါတယ်။ မုံရွာမြို့နယ်ချောင်းမြို့နယ်အဆက်တနေရာမှာသတင်းကြော်စီမီထုံးပွဲကျင်းပနေတဲ့နေရာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲသုံးပါရမိုတာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ AJ ကသူတို့ရဲ့သဘောထားကိုထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။အော်တိုဘာလ6ရက်သတင်းကြော်လာပြညာကမုံရွာနယ်ချောင်းမြို့နယ်အဆက်မှာမြမယူရာဒလိအတိုင်းစီမီထုံး စုတောင်းပွဲလုပ်နေတဲ့လူစုလူဝေးကိုအကြမ်းဖက်စစ်တပ်ကပါရမိုတာနဲ့ဘုံသီးတွေကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးနဲ့ကလေးတငယ်တွေအပါအဝင်အရသာပြည်သူ၂၀ကျော်ကြာဆုံးခဲ့ရသည်မှာမုံရွာအမြင့်လန်းတပိတ်ဥဆောင်ကော်မတီကရဲဘော်၃ဦး၆ဦးလူငယ်များအင်အားစုတပိတ်ကရဲဘော်တအူးမြင်းမြန်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။ သတင်းကြိုကာလစီမီထွန်းညှိပြီးတော့စူတောင်းတာဟာနိုင်ငံသားတိုင်းတည်းမဟုတ်ဘဲနဲ့လူသားတိုင်းလွတ်လပ်စွာကိုယ်ွယ်ယုံကြည်ခွင့်နဲ့လွတ်လပ်စွာစူဝေးတောင်းဆိုခွင့်ဆိုတဲ့လူအခွင့်အရေးနဲ့အညီပြုလုပ်နေတာသာဖြစ်တယ်လို့လည်းအတည်ပြုထားပါရယ်အခုလိုလူအခွင့်အရေးနဲ့အညီပြုလုပ်နေတာကိုအကြမ်းဖက်စစ်တပ်ကအနာရှင်ပြီးပြီးပြည်သူလူထုအပေါ်ရွေချက်ရှိရှိလေးချောင်းကနေပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သူတို့ဖိနှိပ်ဆိုးမိုးတဲ့နေရာအနှက်မှာလဲအเจ้าမဲအစုလိုက်အပြုံလိုက်ဖန်စီတစ်ဖြတ်တာ အဒမစစ်မှုထမ်းခိုင်းတာတွေအရှိန်အဟုန်နဲ့လုံနေစေလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒီလောရက်တွေဟာစစ်တပ်ရဲ့တရုတ်မှန်ကိုဖော်ပြနေတာဖြစ်ပြီးတော့ဒီရာစုတွေကနေရှောင်လွှဲနိုင်ဖို့တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုကျင်းပနိုင်ဖို့ကြိုးပမ်းနေတာလို့လည်း AJ ကထုတ်ပြထားပါတယ်။ဒါကြောင့်ပြည်သူလူထုတရက်လုံးအနေနဲ့နေရာပေါင်းစုံကနေမိမိတို့ပါဝင်နိုင်တဲ့တော်လိုင်းရေးနီးနာတွေကင်ဆယ်ပြီးတော့တော်လိုင်းအင်အားစုတွေနဲ့အတူအာနာရှင်စနစ်အမြင့်ပြတ်တဲ့အထိတိုက်ပွဲဝင်ကြဖို့အာနာရှင်စန့်ချင်ရေးရန်ကုန်အင်အားစု AJ ကတိုက်တွန်းထားပါတယ်။ ်ခင်ဗျာဆက်လက်ပြီးတော့ရေးမြုပ်နေကနင်ကမော့ရွာအနီးမှာဖြစ်တဲ့တိုက်ပွဲတွေမှာစစ်တပ်ဘက်က အရာရှိအပောင်းဝင်စစ်တပ်ဦးတည်ဆုံတဲ့တဲ့ရင်ကို တင်ပြပေးပါမယ်။မုံပြင်းနဲ့ရေးမြူးနဲ့ကနင်ကမောရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့အောင်တပီဖုံးကြီးကျောင်းမှာအထိုင်ချနေတဲ့စစ်သားတွေကိုတော်လန်ရေးပူပေါင်းအဖွဲ့တွေတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကအရာရှိအပါဝင်၁၁ဦးသေဆုံးပြီးတော့၁၀ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့မုံပြင်းတော်လန်ရေးတပ် MSRF ကဒီကနေ့အော်တိုဘာလ15ရက်နေ့မှာထုတ်ပြန်လာပါတယ်။အော်တိုဘန်လာ၁၀ရင်းကနေ၁၂ရင်းအထိဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့မွန်ပြည်တော်လှန်ရေးတပ် MSRF ကအသိပေးထုတ်ပြန်လာတာပါ။ ရေးမြူနယ်ကနင်ကမော့ရွာအနီးကိုစစ်ကြောင်းတိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနလက်အောက်ခံတပ်တွေဖြစ်တဲ့မွန်ပြည်တော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF နဲ့တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကအော်တိုဘန်လ10ရက်နေ့မနက်9နာရီမှာပျောက်ကြားစနစ်နဲ့တိုက်ခိုက်ခဲ့တာလို့ဆိုပါရီအဲဒီတိုက်ပွဲမှာတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်တွေဘက်ကထိခိုက်မှုမရှိဘဲနဲ့ရန်သူစစ်တပ်ဘက်ကတက်ကြကြီးတအုပ်နဲ့တပ်သားတအုပ်တိုက်ဆုံးခဲ့တယ်လို့အသိပေးထားပါရီအဲဒီနေ့ညနေ4နာရီမှာလည်း အောင်သာရရွာနဲ့လိမ္မော်ချံရွာကားလန်အနီးမှာရန်သူစစ်တပ်စစ်ကြောင်းနဲ့မိနစ်20ခန့်ထိတွေ့တိုက်ပွဲထပ်ဖြစ်ခဲ့ရမှာလဲစစ်တပ်ဘက်ကတအူးတည်ဆုံပြီးတော့၄ဦးထဏ်ရရသွားတယ်လို့သိရပါတယ်။အော်တိုဘန်လ17ရက်နေ့နေ့လယ်12နာရီအချိန်မှာတော့အောင်တပြေဖုံးကြီးကျောင်းအနီးကစစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ဘုံသီးနှလုံးကျေးချခဲ့ပြီးတော့40မမဘုံသီးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကတအူးတည်ဆုံပြီးတော့တအူးထဏ်ရရခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အော်တိုဘလာ7ရက်နေ့မနက်7:00နာရီ10မိနစ်မှာလေဘေးလမိုင်းကျေးရွာကနေအေးကဘာကျေးရွာဘက်စစ်ကြောင်းထူလာတဲ့စစ်တပ်စစ်ကြောင်းနဲ့မိနစ်30ကြာတိုက်ပွဲဖြစ်ပွားခဲ့ရမှာတော့စစ်တပ်ဘက်ကဗိုလ်ကြီးတအုပ်အပါဝင်စစ်သား8ဦးတည်ဆုံးပြီးတော့9ဦးထပ်မင်းဒဏ်ရာရသွားတယ်လို့သိရပါတယ်စစ်တပ်စစ်ကြောင်းတွေကိုတော်လိုင်းမှာမိတ်ပူပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့မုံပြေတော်လိုင်းတပ် MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF ရာမညာတပ်တော် RME KNL တပ်ရင်း29တပ်ခွဲတဲ့ဘူဝ33ဒေါနာချီမုံရေးတပ်ခွဲနဲ့တပင်ရွှေထီးတပ်တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးတော့လောင်လုံးမြို့မှာပေါ်တာဆွဲပို့လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်တွေတိုက်ခိုက်ခဲ့ရမှာစစ်သား၈ဦးထက်မနည်းသေဆုံးပြီးတော့အများပြားဒဏ်ရာရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ တနင်္သာရီတိုင်းလောင်လုံးမြို့နယ်တဲကကြေးရွာတွေမှာပေါ်တာဆွဲပို့လာတဲ့စစ်တပ်စစ်ကြောင်းကိုတဝဲခရိုင်တပ်ပေါင်းစုနဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့ရမှာစစ်သား၈ဦးသေဆုံးပြီးတော့အများပြားဒဏ်ရာရသွားတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဒီကနေ့အော်တိုဘာလ15ရက်နေ့မှာထုတ်ပြန်လာပါတယ်။အော်တိုဘာလ10ရက်နေ့မနက်10:00နာရီကမ်းမှာတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။လောင်လုံးမြို့ပေါ်ကနေနီးစက်ရရွာတွေဘက်ပေါ်တာဆွဲဖမ်းဆီးပို့လာတဲ့အင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေက တောတွင်းတနေရာမှာတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။တနအိုင်ရန်ကြတဲ့အဲ့ဒီတိုက်ပွဲမှာစစ်သား၈ဦးထက်မနည်းသေဆုံးခဲ့တဲ့အပြင်အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စုခွာထွက်ပြေးသွားတယ်လို့ခေရန်နဲ့ကျောဘိုအေအချုတင်းစီရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်တပ်စစ်ကြောင်းကပေါ်တာဆွဲဖမ်းဆီးထားတဲ့ပြည်သူ၆ဦးစလုံးထွက်ပြေးလွတ်မြောက်ခဲ့တာကြောင့်ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းဆောင်းရှောက်ထားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုဒဝေခရိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေဘက်ကရဲဘော်တအူမစိုးရိမ်ရတဲ့တံရရခဲ့တယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကထုတ်ပြန်ထားပါရခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ။